پاکستان ہے افغانستان جا پیجو بکھام جان ساتھ ہیں پیجو بارے ہیں تالیبان تاپکہ دویا پاکستان ستانے نیزار شاو تاکھا نیچا بارے ပြင်းများရနေဆနေရလေးခုမှာအမြောက်ကြီးများဖြင့်အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်အာဖဂန်နစ္စတန်မှာရှိတဲ့တာလီဘန်ဆိုရဟာပါကစ္စတန်စစ်တပ်ကို၎င်းတို့တိုက်ခတ်ခဲ့ကြောင်းတည်ပြုခဲ့ပါတယ်ပြင်းများရတာလီဘန်ကပါပါကစ္စတန်စစ်တပ်58ဦးနဲ့အာဖဂန်စစ်တပ်9ဦးတိုက်ဆုံခဲ့တယ်လို့ပြောဆိုခဲ့ပါတယ် အာဒီဘန်ကပါကစ္စတန်တွင်တင်မမှုများဖန်တီးနေတဲ့အဖွဲ့အစည်းအချို့ကြောင့်ကြောချခဲ့ပါတယ်။အာဖဂန်နစ္စတန်ကတော်တော်နိုင်ငံမိတ်နဲ့အမျိုးသားဂျိုးစီဝါတွေကိုကာကွယ်နေတယ်လို့ဆိုပါတယ်။အဲဒါကြောင့်ပါကစ္စတန်တခါမှုတွေကိုအာဖဂန်နစ္စတန်ကချက်ချင်းတုံ့ပြန်ခဲ့တယ်လို့ဆိုပါတယ်။တာလီဘန်ကဂရောင်းတို့စစ်ရေးရီမန်ချက်များကိုမင်းညာကပြည်စီခဲ့ပြီလို့ဆိုရဲ။၎င်းတို့မေဆူနာဖြစ်တဲ့ကာတာနဲ့စော်ဒီအာရေဗျတို့ကနဖက်စလုံကိုပြည်ပခတ်ရဆိုင်ရန်တောင်းဆိုခဲ့တယ်လို့လည်း

Auto war Koier ma Kapune Afghanistan si da beimmer blog bakwe an Jack warre da die bang. Pakistan Lizonkemuje Afghanistan nemne go zo bakkere lo sowarre Pakistan gamu da die bang takemu go sat dem bi prisikere lo sowarre. ပါကစ္စတန်ဝန်ကြီးချုပ်ကတာလီဘန်လှုပ်ရည်တွေကိုဖြစ်တင်ဆုတ်ချခဲ့ပြီးပြည်ထောင်တဲ့တိုးပြမှုတစ်ခုပြုလုပ်မယ်လို့ကတိပြုခဲ့ပြီးအာဖဂန်နစ္စတန်ဟာမီးနဲ့သွေးဖြင့်ကစားနေတယ်လို့ဆိုပါတယ်ပါကစ္စတန်ကတာလီဘန်တပ်ဖွဲ့များဟာ

တာလီဘန်ကဤဆွဆွဲချက်တွေကိုပယ်ချခဲ့ပြီးပါကစ္စတန်ပြောဆိုချက်တွေကိုညှင်းဆုပ်ခဲ့ပါတယ်ဆော်ရီအရီဗျာကာတာနဲ့အီရန်တို့ကနှစ်ဖက်စလုံးကိုတည်ငြိမ်အောင်နေရန်နဲ့ဤပြည်သူ့ခမ်းများတွင်ထိမ့်သိမ့်သိမ့်ပြုံမှုရန်တောင်းဆိုခဲ့ပါတယ်